ဘဝဘယ်ရဖြစ်လဲဆိုရှင်းနေတာပဲဘဝဘယ်ရဖြစ်လဲဆိုမျက်မြင်အပြင်မိဘဖြစ်တာပဲဒါနော်ဒါမိဘဖြစ်တာအဲမိဘတဲ့နေဘဝဖြစ်သလားဆိုတော့လေဒီလိုလည်းမဟုတ်သေးဘူးနော်တချို့ကလေးတွေကမိဘရှိပေမဲ့အသေးလေးတွေမွေးလာတာရှိအသေးလေးတွေမွေးလာလဲရှိတယ်အသေးလေးတွေမွေးလဲမဟုတ်လဲဒီနေ့နေ့၃နေ့နဲ့ဘဝကညှိကုန်ချုပ်သွားကြ အဲ့တော့ဒါဆိုရင်ဒီနေရာမှာမိဘတွေမကနောက်အကြောင်းတစ်ခုတော့ရှိကြရမယ်ဆိုတော့အဲ့တော့ဘုရားပြောပြခဲ့တယ်။ကံတရားပဲတဲ့။နော်အဲ့ကံတရားတော့ကြည်ပြပါမယ်။ကံတရားလေးအကြောင်းကဒီနေ့တော့ထပ်ရှင်းပြရတော့ပေါ့။အဲ့မှာဘဝဖြစ်ရအကြောင်းများဆိုတော့ဒေချာစဉ်းစားပါဆိုတော့အကြောင်းတစ်ခုကိုသွားတွေ့ရ။မိဘအကြောင်းကံအကြောင်းဆိုတာ မိဘကတော့ဖြစ်တာတေချာပဲလေဘူးမှညင်းလို့မရဘူးမိဘမရှိဘဲနဲ့ထွက်လာတဲ့လူတွေအောင်မှမရှိမိဘရှိတိုင်းလည်းသာသမီဖြစ်လာဆိုတော့လေဒီလိုလည်းမဟုတ်ပြန်ဘူးသာသမီမရှိတဲ့မိဘတွေကအများကြီးဒါဆိုရင်တို့ဘာလို့သာသမီမိဘနော်မိဘလိုပဲဒီလိုပဲအမျိုးသားမျိုးသမီးပူပေါင်းနိုင်သာသမီဖြစ်လာဆိုတော့မဖြစ်ဘူးတန်တရားဆိုတာပါနေသေးတယ်နော်တို့ရဲ့တန်တရားဆိုတာအတိတ်ကံပြစ္ဆုတ်ပံကံဒီနှစ်ခုပူပေါင်းလိုက်တဲ့အခါမှာ ။တယောက်လည်းသိကျင်ဖြစ်မယ်၊နှစ်ယောက်လည်းသိကျင်ဖြစ်မယ်၊လေးငါးဆယ်ယောက်လည်းသိကျင်ဖြစ်မယ်။ဒီလိုတွေပြစ်လာကြတယ်။ဒါတော့အော်မိဘတွေမကကံတရားကလည်းပါနေသေးတယ်ဆိုတာဘယ်သူမှညင်လို့မရဘူး။နာရီကံကလည်းပဲဒီကံချိန်ဟုံကဘယ်လောက်ထိသွားမလဲ။ဒီနှစ်လား၊နှစ်နှစ်လား၊၁၀နှစ်လား၊နှစ်20လား၊30လား၊50လား၊80လားဆိုတာဒါရီကဘာမှအကြည့်ကြပြောလို့မရဘူး။အဲ့တော့ ဘဝကြီးရာအကြောင်းများစွာတရားစဉ်းစားပါမိဘအကြောင်းကံအကြောင်းတသက်မမေ့ကောင်းလားဘဝကြီးတဲ့အကြောင်းပဲမမေ့သင့်ဘူးဘာဖြစ်လို့မမေ့သင့်လဲဆိုရင်မိဘကကိုယ်ကိုဒီလူလောကထဲခေါ်လာတာမိဘတွေကကိုယ့်ကိုဒီလူလောကထဲခေါ်လာတာသူတို့ခေါ်လာတာဟောသူတို့ခေါ်လို့ကိုရောက်လာတာ ကိုဘာမှမတတ်နိုင်သေးခင်အခါမှာမိဘတွေကတောင်းလျှောက်ကြကြီးထွားဖို့ဉာဏ်ပညာရှိဖို့ကိုကျတော့ဘောကိုယက်တည်နိုင်ဖို့မိဘတွေကအားကိုးရအဲ့တော့ဒီမဲ့ကိုကျတော့ဘောကိုယက်တည်သွားနိုင်တဲ့အချိန်ကြတော့မိဘကလည်းမလိုတော့ပါဘူးမလိုတော့ဘူးဆိုတာမိဘကျေးဇူးမရှိဘူးမရှိတော့ဘူးလို့ဒီလိုပြောတာမလိုအပ်တော့ လမ်းမလျှောက်နိုင်ရင်ကလေးလေးတွေကလမ်းလျှောက်ဖို့အတွက်ကြိုးစားတယ်ဆိုတဲ့ဥပမာနဲ့ပြောပြခဲ့တယ်။သူတို့ကြိုးစားတဲ့အခါမှာဘေးကဆွဲကြလွဲကြမိဘညီကိုမောင်နှမဇနီးသားချင်းတွေကကူညီပြီးတော့ဆွဲကြလွဲကြနေတယ်။သူကလည်းကြိုးစားဘေးကလည်းပေါဝင်ချင်းကလည်းကူညီပံ့ပိုးဆိုတော့သူကရှောက်တတ်သွားတယ်။ရှောက်နိုင်သွားရှောက်နိုင်သွားတော့သူကလည်းသူပိုးစရာမလိုတော့မိဘညီကိုမောင်နှမပေါဝင်ချင်းအားကိုးစရာလည်းမလိုတော့သွားစရာကြီးသူ့ခြေထောက်နဲ့သူထသွားတော့တာ။ တရားရှင်းဆုံးဖို့မှာပဲเนาะအဲ့ဒီအရာကိုဒီခုပြောတဲ့ဥပမာသဘောတရားတကယ်မှန်နေတဲ့အခါကျဒါကိုဖြန့်ပြီးတော့ယူလိုက်ရတယ်အခုတရားကြောင်းနေလည်းဒီလိုပဲကိုနားမလဲသေးခင်မသိသေးခင်မှာပြောတတ်တဲ့ပုဂ္ဂိုလ်ပြောနိုင်တဲ့ပုဂ္ဂိုလ်ကပြောတာလေးနားထောင်ခုနပြောတဲ့မိဘကြီးကိုမောင်မောင်ဆွေမျိုးသားကြီးနေရာဝိုင်းဝန်းကူညီသလိုကိုလမ်းလျှောက်တတ်ဖို့ကူညီသလို ပြီးတဲ့နားလဲတဲ့ပုံကပြောရင်အဲ့ဒါလေးနားထောင်ဘူးအကိုကြီးတော်နဲ့ကိုလမ်းလျှောက်ရမလို့ကိုရဲ့သမ္မာသင်္ကပ္ပခေါ်တဲ့အတွေးအကျံနဲ့ဒီတရားကိုလက်ခံပြီးတော့ဒီတရားလေးနဲ့စိတ်နဲ့ပူပေါင်းပေးရတာအဲ့တော့နောက်တော့တရားသိတယ်ဆိုတာဖြစ်သွားပါဘူးကိုကလေးလမ်းလျှောက်တတ်တယ်လို့ပဲကိုစိတ်ကလည်းတရားကိုသိပါတယ်ကွာဆိုတာဖြစ်သွားအဲ့ဒီတဲ့ချိန်ခါမှာ တလေးလမ်းလျှောက်နိုင်တဲ့အခါမှာမိဘညီကောင်မောင်နှမဆွေမျိုးသားချင်းကလာမပြောနဲ့မလို့တော့ဘူးလာပြီးတော့မကူညီနဲ့မလို့တော့ဘူးသူ့ဘာသာသူ6ရောက်လဲအာကိုပြီးတော့ဟိုရင်းကြီးရင်းမရှိတော့ဘူးသွားစရာရှိနိုင်ငံပေါ်မှာတောင်းတောင်းတင်းတင်းသွားနိုင်ဒီတိုင်းမဲ့တရားလည်းပဲမသိသေးခင်တာဘေးကပြောပြီးကိုကလည်းစဉ်းစားနောက်ကြတော့ကိုကကိုလည်းစဉ်းစားစရာမလိုတော့ဘူး။ဘေးကလည်းပြောပြစရာမလိုတော့ဘူး။